ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်အောင်မိုင်လို့ခေါ်ပါတယ်ကျွန်တော်ဟာဆူရှီရှက်တယောက်ဖြစ်ပါတယ်ကျွန်တော်အမေရိကန်နိုင်ငံမှာကျွန်တော်မြန်မာလူမျိုးတွေတော်တော်များများဆိုရင် ကျွန်တော်ဆူရှီလုပ်ငန်းကိုလုပ်ကင်ကြတယ်ဒါပေမဲ့လည်းကျွန်တော်တို့ကဆူရှီကိုလုပ်ပေမဲ့ဆူရှီရဲ့အကြောင်းကို မသိတာများတယ်ဥပမာ ပြောမယ်ဆိုရင်အဲ့ဒီထဲကဟိုဆူရှီဆိုတာဘာကိုဆိုတယ်လဲလို့မေးရင်တော်တော်များများလူက မဖြေတတ်ဘူးဖြစ်တယ် အဲ့ဒီအရာနဲ့ပတ်သက်ပြီးမှကျွန်တော်နည်းနည်းပြောပြချင်တယ်ဆိုတော့တကယ်တော့တကယ်တော့ပေါ့နော်ဆူရှီဆိုတာကဒီဗီနီဂါနဲ့နယ်ထားတဲ့သမင်းလို့ဆိုလိုပါတယ်ဆိုတော့ seasoning with vinegar ပေါ့နော်ဂျပန်ဂျပန်အစားတောက်ဖြစ်တဲ့သမင်းကိုဗီနီဂါနဲ့နယ်ထားပြီးမှအသားစိမ်းငါးစိမ်းပေါ့နော်အာပြီးရင် vegetable ကျဲဥအစားရှိတဲ့အရာတွေနဲ့ကျွန်တော်တို့အာပြန်ပြီးမှ Uh, Satawiyare Asasa Pide Elu Sulure. Yeah? So Google go, go, with the Chela Mijiyao. Hey Google, what is the main of sushi? Here's the definition of sushi. A Japanese dish consisting of small balls or rolls of vinegar flavored cold cooked rice served with a garnish of raw fish, vegetables, or egg. Hobi, oh, so Google မှာလည်းမေးလို့ရပါတယ်ခဏတော့ငါကျွန်တော်ပြောသွားတဲ့အတိုင်းဖြစ်ပါတယ်ဆိုတော့မြန်မာလူမျိုးတွေတော်တော်များများကမိမိဆူရှီလုံးလုံးနေပေမဲ့ဒီအကြောင်းအရာကိုပေါ့နော်ဟိုကျွန်တော်တို့မသိကြဘူးပေါ့နော်ဆိုတော့ဒါလေး sharing လုပ်ခြင်းနဲ့အရောက်တိုင်းတကယ် knowledge ရလိမ့်မယ်လို့နော်အဘုဒ္ဓဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်ပြန်တွေ့ကြမယ်နောက်ဗီဒီယိုမှာ goodbye